ဲ့နေ့စဉ်တွေရအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ဒီမှာကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွေ့ရကြောင်းရတွေကတော့ငလင်းကဲဆိုင်ရအတူအရေးပေါ်ကိုကဲမှုစံတော်ဝင်လင်းဆောင်ရွက်နေဆိုတဲ့တွင်ဒါစီစီပြန်တဲ့ဒီဇိုင်းစိစချာဆိုတဲ့ဒရင် ဧပြီလ၌မုံတိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ဟုမိုးစလအတိပေးဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုတ်အနေနဲ့တင်သွင်းမော်တော်ရှင်များအပေါ်အမေရိကန်အခွန်တိုးမြင့်စီးကြလိုက်ခြင်းကိုဥရောပအတိုင်းဝိုင်းမှတတိပေးဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ငလင်းကဲဆိုင်ရဲ့အတွက်ရေးပေါ်ကိုကဲမှုစံသာဖွင့်လှစ်ဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကြက်ချီနီရဲ့တင်ရနေနဲ့ငလင်ကဲဆက်ရေးလုပ်ငန်းထွေရသူအရေးပေါ်ကုကဲမှုစံထားဖွင့်လင်းပြီးဆောင်ရွက်နေတယ်လို့သိရပါတယ် ရမန်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်းချောင်းမန္တလေးစကိုင်းနေပြည်တော်ပဲခူးနယ်ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာကြီးကြီးမားမားပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့်မြန်မာနိုင်ငံတက်ချေနေရတဲ့အနေနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုရှေးဦးပြုစုခြင်းနဲ့ဆေးရုံဆေးခန်းများကိုပို့ဆောင်ပေးခြင်းအသက်ကယ်ဆယ်ခြင်းလုပ်ငန်းတွေကိုဦးစားပေးဆောင်ရွက်ခြင်းထောက်ပံ့ပစ္စည်းတွေပံ့ပိုးပေးနိုင်ဖို့အတွက်ပျက်စီးဆုံးရှုံးမှုအကဲဖြတ်ခြင်းနဲ့အချက်လက်စုဆောင်ခြင်းတွေကိုလုံဆောင် ောင်းနေတယ်လို့ဆိုပါတယ်။အသိဥက္ကဋ္ဌပေါမောက္ခဒေါက်တာမျိုးညွန့်ရဲ့လမ်းညွှန်မှုနဲ့အလောအမှုဆောင်အဖွဲ့မှကြီးကြပ်ပြီးစက်ချိန်နီရေးပေါ်ကုကဲမှုစန္ဒာကို ဖွင့်လင်ကသဆိုင်ရာတိုင်းဒေသကြီးပြည်နယ်ရှိစက်ချိန်နီကြီးကြပ်မှုကော်မတီများစက်ချိန်နီစေတနာလုံအောင်ရှင်များနဲ့တုံ့ပြန်ရေးလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီလှုံ့ဆော်လျက်ရှိတယ်လို့ဆိုပါတယ်။ လက်ရှိမှာငလင်ထံအများဆုံးခန်းစားရတဲ့မန္တလေးတို့အသိန်းဌာနချုပ်ရဲ့ကုညီကဲဆက်ရေးအဖွဲ့ဆေးလွှတ်ထားပြီးအခြားပြည်နယ်တိုင်းဒေသကြီးအသီးသီးမှစက်ချင်းဒီစေတနာလုံအောင်ရှင်တွေကိုထပ်မံဆေးလွှတ်ဖို့ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းတပုံလေးနဲ့ဓာတ်စီဆေးပြန်သက်ဒီဇယ်ဆေးဆက်ချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဓာတ်ဆီဈေးပြန်တက်ပြီးဒီဇယ်ဈေးကထော့စတိုက်ဆက်လက်ကျဆင်းနေတယ်လို့73စီတင်သွင်းတူလောင်းပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတည်ရောင်းပါချေပြီးခဲ့တဲ့ပတ်တွေကတလီတာကို250ကျပ်ဝင်းကျင်အထိကျဆင်းခဲ့တဲ့92နဲ့95ဓာတ်ဆီဈေးနှုန်းတွေကထော့အခုတစ်ပတ်မှာထော့5ကျပ်ကနေ30ကျပ်အထိအနည်းငယ်ပြန်လည်မြင့်တက်လာပါသေး ဒီစဲစေးနှုံကားထောင်၅ဘက်ဆက်တိုက်ကြဆင်းနေတာဖြစ်ပြီးပြီးခဲ့တဲ့၄ဘက်ကတလီသားကို200ချက်ကနေ255ချက်အထွန်းကြဆင်းခဲ့တယ်လို့အခုတစ်ပတ်မှာလည်းတလီသားကို20ချက်ကနေ25ချက်အထိဆက်လက်ကြဆင်းခဲ့ပါသေး။ကမ္ဘာရေနံစိမ်းစိမ်းနှုံထွေကားထော့ဒီကနေ့မှသစီကို69ဒရမ8ခွန်အထိရှိနေပြီးတပတ်တာအတွင်းဒရောလောင်းဝင်းကျင်အထိဈေးပြန်လဲမြင့်တက်လာထဲလို့သိရပါသည် မြန်မာနိုင်ငံထောဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာတွေစက်တိုက်ရောင်းချပေးနေပေမဲ့ပြည်တွင်းနိုင်ငံခြားငွေလဲနှုတ်အနေနဲ့ဒီကနေ့မှာအမေရိကန်ဒေါ်လာကို4420ကျပ်အထိရှိနေပြီးတပတ်တာတွင်ဒေါ်လာကို90ကျပ်ဝန်းကျင်အထိကျဆင်းနေပါသေး 73စီးစေးကွက်ထဲမှာထော်ယမန်နီကဖြစ်ပွားခဲ့တဲ့ငလင်ထန်းချောင်းတရက်စင်ပြီးပြတ်တော့ချိန်ပိုချလာတဲ့အတွက်အယောင်းဝယ်ကောင်းနေတယ်လို့ဆိုပါတယ်။ ပြည်တွင်း73စီတွေရဲ့အခုတစ်ပတ်ရည်ညွှန်းဈေးတွေကထော92တလီတာကို3000ကျပ်95တလီတာကို3050ကျပ်ဒီဇယ်စီတလီတာကို2580ကျပ်ပရီမီယံဒီဇယ်စီတလီတာကို3190ကျပ်အထိဈေးနှုန်းအသီးသီးရှိနေတယ်လို့သိရပါတယ်ရှင်ဆလပီဧပြီလ၌မုံတိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ဟုမိုးစလအတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လာမယ့်ဧပြီလအထွေးမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ထိုးမှာလေဖျားနဲ့ရှဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်ကတော့ပိုမိုအားကောင်းလာကဘုံတိုင်းငယ်ဖြစ်ကိုရောက်ရှိနိုင်တယ်လို့မိုးလီဝသနှင့်ဆလာဘေးဒါညွှန်ကြားမှုဦးစီးဌာနကအတည်ပြုထားပါတယ်။ မိုးရွာသွန်းမှုအခြေအနေတွေကတော့တနင်္သာရီတိုင်းကချင်းကရင်နဲ့မွန်ပြည်နယ်ထို့မှဆယ်ရက်ခနေ15ရက်ခန့်ရန်ကုန်တိုင်းပဲခူးတိုင်းရဲ့ရှေပိုင်းစကိုင်းတိုင်းရဲ့ထက်ပိုင်းအေယာဝတီတိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေပိုင်းထို့မှ6ရက်ခနေ10ရက်ခန့်နဲ့နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းရဲ့နောက်ပိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းချင်းရခိုင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းထို့မှတရက်ကနေ9ရက်ခန့်အထိမိုးထစ်ချုံ ချွာနိုင်တယ်လို့ဆိုပါတယ်။ဒါအပြင်နေရပူချင်းတွေရဲ့နေနဲ့နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောင်ပိုင်းကယားနယ်ရှမ်းပြည်နယ်မြောက်ပိုင်းနယ်တောင်ပိုင်းတွေမှာဧပြီလပြန်မြပူချင်းရဲ့တိတိရမ9ဒီဂရီဆဲစီယံနဲ့အထက်ပိုနိုင်တယ်လို့သိရပါတယ်။ ရှမ်းကုန်တိုင်းစကိုင်းတိုင်းရဲ့ထပ်ပိုင်းအေယာဝတီတိုင်းတနင်္သာရီတိုင်းကချင်ကရင်ချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာထော့ဧပြီလပြန်ပြအပူချိန်ခံတာရှိနိုင်တယ်လို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းဘုံအနေနဲ့ တင်သွင်းမော်တော်ယာဉ်များအပေါ်အမေရိကန်ခွန်တိုးမြင့်စီးကြလိုက်ခြင်းကိုဥရောပအတိုင်းဝိုင်းမှသတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှတင်သွင်းမော်တော်ယာဉ်များအပေါ်အသစ်ချမှတ်လိုက်တဲ့အခွန်နဲ့ပတ်သက်ပြီးဝယ်ယူသူတွေကိုထိခိုက်စေကောင်တန်ဖိုးမြင့်ကောင်းများရှိတဲ့မော်တော်ယာဉ်လုပ်ငန်းများအတွက်ထိုးနှက်ချက်ကြီးဖြစ်လာမယ်လို့အမေရိကန်မော်တော်ကားလုပ်ငန်းအသွင်းသူများကသတိပေးလိုက်ပါသည်။ တင်သွင်းရင်အလုံးကို အခွန်25ရာဂိုင်းနှုံးတင်ချန်စေမဲ့သမရအမိန်ကိုဗုဒ္ဓဖူးနေ့ကထွန့်လက်မှတ်ရေးထိုးလိုက်ပြီးဧပြီ2ရက်နေ့မှာစတင်ရသက်ဝင်မှာဖြစ်ပါသည် အင်ဖြူရာထုတ်ပြန်ချက်အရအမေရိကန်နိုင်ငံတော်လုံခြုံရေးချင်းချောင်းမှုကြီးကို ဖြည့်ရှင်းရန်အတွက်1962ကုန်သွယ်ရေးတိုးချဲ့ခြင်းဥပဒေပုံမှ232အတိုင်းတင်သွင်းရင်အလုံးနဲ့အစရပိုင်းအချို့အပေါ်အခွန်25ရာခိုင်နှုန်းစီချတ်ဖို့လက်မှတ်ရှိထိုးခဲ့တာဖြစ်ပါသည် အမေရိကန်မက္ကဆီကိုကနေဒါသဘောတူညီချက်လက်အောက်မှာရှိတဲ့တင်သွင်းသူတွေအနေနဲ့အမေရိကန်ထဲမှာမပြုတ်လို့တဲ့အစိုးရပိုင်းတွေရသွတ်သော25ရာခိုင်နှုန်းအခွန်စည်းချက်တဲ့ဆိုတာကိုလည်းအသိပေးထားပါတယ်လက်ရှိမော်တော်ကားအခွန်ကရေပူရအဖြစ်နှင်းတရမ9ရာခိုင်နှုန်းသတ်မှတ်ထားကလိုက်ထရံများအသွ25ရာခိုင်နှုန်းသတ်မှတ်ထားပါသည် တဘောတူညီချက်လက်အောက်ကမူလစည်းမျဉ်းများနဲ့ဂိုက်ညီတဲ့ရင်တွေကတော့ဒီရောက်ခွန်စည်းချက်မှုကနေကင်းလွတ်မှာဖြစ်ပါတဲ့အခုနှုံထားမြင့်တင်ခြင်းကြောင့်အမေရိကန်မှထုံလုံးမှုနဲ့ရောင်းချမှုစရိတ်မြင့်မလာစေကအလောအကိုင်းတွေရော့ချစေနိုင်တယ်လို့အမေရိကန်မော်တော်ရှင်အဖွဲ့အစည်း EEA ကတိပေးလိုက်ပါတယ်။ အမေရိကန်မှာဗန်နာရေးပြဿနာဖြစ်ပေါ်နေတဲ့အချိန်ကောင်းစိနှုံးမြင့်တက်လာရင်ဝဲလဝါရှော်နေသွားစေမယ်လို့နိုင်ငံတကာစီးပွားရေးပီတာဆန်အင်စတီကျူးမှ Gary Greifhope ဘာဝါကပြောပါတယ်ဥရောပကားများတင်သွင်းခြင်းအပေါ်အခွန်တိုးမြင့်စီကြလိုက်တဲ့အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကိုဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဖွန်ထားလီယန်ကဝန်내မိတယ်လို့ပြောလိုက်ပါတယ်လို့သိရပါတယ်ရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တို့ပဲဖြစ်ပါအထက်ကြီးစုဝါပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်ကျမကတော့မြန်မိုးထပ်ပါ thank you